နီးပြယူဘင်အမိုယန်လက်ထက်မှာမန်ချက်စတာယူနိုက်တက်အသင်းဟာပထမဆုံးအကြိမ်အထိသုံးပွဲဆက်တိုက်အနိုင်ရလက်ကိုရယူနိုင်ဖဲ့ပြီဖြစ်ပါတယ်။မန်ယူနီးပြဘဝမှာအမိုယန်အတွက်ပထမဆုံးနိုင်ပွဲဆက်မတန်းပဲဖြစ်ပါတယ်။မနေ့ညအဝေးကွင်းမှာကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ Brighton အသင်းကိုအကြိမ်အနဲ့ရှင်းပြန်ပြီး၄ဂိုး၂ဂိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဒီနိုင်ပွဲဆက်မတန်းဟာအော်တိုဘာလ၃ရက်နေ့က Sunderland ကို၅ဂိုးခိုးမရှိနဲ့အနိုင်ရခဲ့တဲ့ပွဲကမြေဆက်တင်ခဲ့တာပါ။ အဲ့ဒီနောက်မှာအင်အားကြီးလီဘာပူအသင်းကလည်းနှက်ဂိုးတကိုနဲ့အနိုင်ရယူခဲ့ပြီးအခု Brighton အသင်းကိုထပ်မံအနိုင်ရခဲ့တာကြောင့်နိုင်ပွဲဆက်မတန်ဟုပိုင်ဆိုင်ထွက်ခဲ့တာ ဖြစ်ပါတယ်။ဒီပွဲစဉ်တွေရဲ့ရလက်ကောင်းတွေကြောင့် Man U အသင်းဟာနောက်ဆုံး9ပွဲမှာ9ပွဲအထိအနိုင်ရခဲ့ပြီးအမှတ်ပေးစရာအဆင့်၄နေရာအထိတက်လန်းလာနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ်ဘရိုက်တန်နဲ့ပွဲရဲ့အခြေအနေကိုနည်းနည်းလေးဆက်ပြောရရင်ကိုယူနိုက်တက်အသင်းဟာပွဲအစမှာဒုံးကိုပက်အထိဦးဆောင်နိုင်ခဲ့ပြီးမြန်ခြေပကိုနှက်ကိုဆက်တိုက်ဖျံပေးလိုက်ရတာကြောင့်ပရိသတ်တွေအတွက်စိုးရင်စရာအခြေအနေဖြစ်ထရပါသေးတယ် ဒါပေမဲ့လည်းပွဲပြီးခါနေ့အချိန်မှာအန်ဘူမိုကအနိုင်ကိုကိုထမှန်တွင်းတွင်ပြေးခဲ့တာကြောင့်နောက်ဆုံးမှာတော့၄ကို၂ကိုဆိုတဲ့ရလာကောင်းတဲ့နိုင်ပွဲကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။အားလုံးခြုံငုံကြည့်ရင်တော့မန်ယူအသင်းဟာနီးပြအာမိုရဲ့လက်အောက်မှာတင်းငင်တဲ့ခြေစွမ်းနဲ့ရလက်ကောင်းတွေကိုဆက်လက်ပြသလာနိုင်ခဲ့ပြီးဖြစ်ပါတယ်။